15သိန်းဝန်းကျင်မှာဂိမ်းဆော့ဖို့အတွက်ဖုန်းဝယ်တဲ့အခါမှာတော်တော်လေးခေါင်းဆားရတဲ့ရွေးချယ်မှုတစ်ခုရှိတယ်။အားရတော့ Global Version နဲ့က Poco ရဲ့ A7 Pro ပဲဝယ်ရမှာလား။အဲဒါမှမဟုတ် China Version နဲ့က IQ Duo 10အောင်ပဲဝယ်လိုက်ရမှာလား။တော်တော်လေးရွေးချယ်ရခက်တယ်ပေါ့နော်။အဲတော့ review ထဲမှာမိတ်ဆွေက review ကိုအဆုံးထိကြည့်ဝါဆိုရင်ဒီဖုန်းနှလုံးနဲ့ကဘယ်လိုကဘယ်ဖုန်းကိုဝယ်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားလိမ့်မယ်။အဲတော့ကျွန်တော်နဲ့အတူတူစပြီးတော့ကြည့်လိုက်ရအောင်။ Yangon Mobile Store ပထမဆုံးဒီဖုန်းနှလုံးရဲ့ဒီဇိုင်းနဲ့ဘေးကွာလီတီပိုင်းစပြောရမယ်ဆိုရင်အမြင်ပိုင်းကကြည့်မယ်ဆိုရင်ဒီဖုန်းနှလုံးကတိတ်ပြီးတော့ကွာခြားတယ်ဆိုပြီးတော့တိတ်ထင်မှာမဟုတ်ဘူးသူတို့ရှိမှာသုံးပေးထားတဲ့ material ကဘေးဘက်ဘောင်တွေရောနောက်ဘက်ကြောဘက်ခြမ်းတွေရောလက်ရမဖြစ်ဘူးနောက်ပြီးတော့ camera van ကိုထားထားတဲ့ပုံစံလေးကလည်းခက်ဆင်ဆင်ဆိုတော့အမြင်ပိုင်းကကြည့်မယ်ဆိုရင်တိတ်ပြီးတော့ကွာတယ်မထင်ရဘူးဆိုပေမဲ့ တကယ်တကယ်လက်ထဲမှာကင်ကြည့်မယ်ဆိုရင်တော်တော်လေးမှကွာခြားတာကိုသိလိမ့်မယ်။ Poco ရဲ့ A7 Pro မှာကဘေးဘက်ဘောင်တွေရော နောက်ဘက်ချမ်းတွေရော flat လုပ်ပေးထားဖြစ်တဲ့ကြောင့်လက်ထဲမှာကင်မယ်ဆိုရင်လေးတောင်ခက်ဆန်ဆန်ဘောက်စီဖြစ်တယ်ဆိုရယ်ခန်းစားချက်ကိုရတယ် IQ Newton ကကြတော့ပြောင်းမြန်ဂျောဘက်ချမ်းပါကိုလည်းနည်းနည်းလေး cuff လုပ်ပေးထားပြီးတော့ဘေးဘက်ဘောင်တွေကလည်း နည်းနည်းလေးလုံပေးထားဖြစ်တဲ့အတွက်ကြောင့်လက်ထဲမှာကန်ရတဲ့ hand feeling ကလုံလုံလေးဖြစ်တယ်ဆိုရက်ခံစားချက်ကိုပေးတယ်။ဒီဇိုင်းပိုင်းနဲ့ hand feeling ကတော့တယောက်နဲ့တယောက်အကြိုက်မတူတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေက boxy ဖြစ်တဲ့၄000စံနဲ့ခံစားချက်ကိုကြိုက်တယ်ဆိုရင် Poco ရဲ့ A7 Pro ကိုရွေးချယ်တာပို့ပြီးအဆင်ပြေလိမ့်မယ်။အဲ့လိုမှမဟုတ်ဘူးလက်ထဲမှာလုံလုံလေးနဲ့ကိုင်လိုကောင်းတဲ့ hand feeling ကိုလိုချင်တယ်ဆိုရင်တော့ IQ ရဲ့ Neo 10ကပို့ပြီးတော့အဆင်ပြေတယ် ်ဘေးခွက်လေးပိုင်းမှာတော့ဒီဖုန်းနှလုံးလုံးက price to performance ကိုဦးစားပေးထားတဲ့ဖုန်းတွေဖြစ်တဲ့တကြောင် optic ကိုပဲတုံးထားပေးတယ်။ဒါပေမဲ့ဒီဖုန်းနှလုံးလုံးမှာက plastic ကိုတုံးထားပေးပေမဲ့ချိပစ်တယ်ဆိုတဲ့ခံစားချက်ကိုမရဘူး။ သူကနဲ့တူအဆင်ပြေတယ်၊ကိုင်းလိုကောင်းတဲ့ဘေးကွာလီတွေပါရှိတယ်။ဒါပေမဲ့တကူရှိတာက Poco A7 Pro မှာက IP69 ဓာတ်ဆန် water resistant ပါတော့အကြမ်းခတ်မှုဘိုင်းမှာတော့ Poco A7 Pro ကပို့ပြီးတော့အားသာတဲ့ချက်ရှိတယ်။ Display ဘိုင်းမှာတော့ Poco A7 Pro မှာက6.67 inches AMOLED 120Hz ကိုတုံးထားပေးတယ်။ Brightness ကတော့1400 nits ရမယ်။ IQ Neo 10မှာက6.7 inches AdView AMOLED display ကိုမှ refreshing က 144Hz ရတယ်။ နောက်ပြီးတော့ brightness နှစ်ကလည်း 1800nits ကိုတုံးထားပေးတယ်။ဒီ display ဘက်မှာတော့ IQ Neo 10က upper hand ဘက်မှာရှိရပါတော့။သူရှိမှာတုံးထားပေးတဲ့ ATPO AMOLED display က 1Hz ကနေ 144Hz ကို adjust လုပ်ပေးနိုင်တယ်။အဲ့တော့ battery စားတွေပါပို့ပြီးတော့တတ်တာတယ်။နောက်ပြီးတော့သူ့ရဲ့ဘေးဘက်ဖောင်တွေကလည်း Poco A7 Pro နဲ့ရှင်မဲ့ဆိုရင်ပို့ပြီးတော့ပါတယ်ပေါ့နော်။အဲ့တော့ full view experience ကိုရတယ်။အဲ့တော့ display ဘက်ကိုကြည့်မယ်ဆိုရင် IQ Neo 10က Poco A7 Pro ထက်ဆိုင်တော်တော်လေးမှအားသာရရှိတယ်။ဒီလိုပြောလို့ Poco A7 Pro ရဲ့ display ကိုမကောင်းပြောတာမဟုတ်ဘူး။ဒီ14.5ဒိင်းဝင်းကျင်မှာဆိုရင်လည်း Poco A7 Pro ရဲ့ display ကတော်တော်လေးမှကောင်းတဲ့ display တွေမှာပါတယ်။ IQ Neo 10 Pro ရဲ့ display ကပိုပြီးတော့ကောင်းနေတာ။ Speaker ဘိုင်းမှာတော့ဒီ phone နှလုံးလုံးမှာ stereo speaker သုံးထားပေးတယ်။ဒီ stereo speaker ကတော့ဒီ14.5ဒိင်းဝင်းကျင်မှာတွေ့ရတဲ့ speaker quality အတိုင်းပဲ။ တိတ်ပြီးတော့တလုံးကပို့ပြီးတော့ to be ကောင်းနေတာလည်းမရှိလို့ပို့ပြီးတော့စုပ်နေတာလည်းမရှိဘူးအနေထား quality ကအတူတူပဲလို့ပြောလို့ရတယ်အဲ့တော့ဒီဖုန်းနှလုံးရဲ့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ SOD ဘက်ကိုစပြီးတော့ပြောလိုက်အောင် Poco A7 Pro မှာက Dimensity 6400 Ultra ကိုသုံးထားပြီးပြီးတော့ IQ ရဲ့ Neo 10မှာကတော့ Standard ကို8 Gen 3နဲ့သူတို့ရဲ့ gaming chipset ဖြစ်တဲ့ G2 chip ကိုပေါင်းပြီးတော့ထည့်ပေးထားတယ်ဒီ SOC နှစ်ခုရဲ့ performance ကိုရှင်ပြီးတော့ပြောရမယ်ဆိုရင် IQ New တန်းမှာတုံးထားတဲ့ Snapdragon 8 Gen 3က Dimensity 6400 Ultra နဲ့စာရင် CPU ဘိုင်းမှာရော GPU ဘိုင်းမှာရောနည်းနည်းလေးပိုကောင်းတယ်။နောက်ပြီးတော့ကျွန်တော်အပေါ်မှာပြောသလိုကျူတူးချက်ကလည်းပါတာဖြစ်တဲ့ကြောင်းတာမဲဘိုင်းနေဂိမ်းစွားတဲ့ Experian ဘိုင်းနေမှာကကြတော့ IQ New တန်းကပို့ပြီးတော့အားတာတဲ့အချက်ရှိတယ်။ဒါပေမဲ့ Poco ရဲ့ X7 Pro က Global Version ဖြစ်တဲ့ကြောင်းအချို့ဂိမ်းတွေမှာဆို Graphic Setting ကပို့ပြီးတော့မြင့်မြင့်လေးကိုစောစောလေးရတတ်တယ်။ အဥပမာပက်ကြီမှာဆိုရင်အခု Poco A7 Pro မှာက 120fps နဲ့ဆော့လို့ရနေပြီ IQ ရဲ့ Neo တန်းမှာကကြတော့ 90fps လောက်နဲ့ပဲဆော့လို့ရတယ်အဲဒါကတော့ global နဲ့ china version ရဲ့အဓိကကွာခြားတဲ့အချက်လို့ပြောလို့ရမယ် ပုံမှန် global version တွေက china version နေတဲ့ဆိုင် gaming ဘိုင်းတွေမှာအချို့သော graphic setting တွေနဲ့ fps setting တွေမှာစောစောလေးပို့ပြီးတော့ရားလေးရထားရှိတယ်အဲ့တော့ဒီဖုန်းနှလုံးမှာပါတဲ့ soc တွေက flagship level soc တွေပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဂိမ်းစောတဲ့အခါမှာလည်း graphic demand များတဲ့ game တွေကိုစော့မယ်ဆိုရင်လည်းကောင်းကောင်းမွန်မွန် handle လုပ်နိုင်တဲ့ performance တွေကိုဒီ soc နှစ်ခုလုံးကပေးနိုင်တယ်အဲ့တော့ performance ကိုလည်းကြည့်ပြီးတော့ဘယ်လိုကဘယ်ဖုန်းကိုဝယ်ရမလဲဆိုရင်ကိုကပို့ပြီးတော့ game စောတဲ့ experience ကိုပို့ပြီးတော့ကောင်းကျင်တယ် တာမယ်ပိုင်းနေကောင်းကောင်းမွန်မွန်လိုချင်တယ်ဆိုရင်တော့ IQ New Dan ကိုရွေးချယ်လိုက်တာကပို့ပြီးတော့အဆင်ပြေတယ်။အမေဆွေက China version ကန်ရလဲ OK တယ်ဆိုရင်ပေါ့အဲ့လိုမှမဟုတ်ဘူးမေဆွေက China version နဲ့မကန်ကြဘူး။အဲဒါပြင် graphic setting တွေကိုစောစောလေးပို့ပြီးတော့ပွင့်တာလိုချင်တယ်ဆိုရင်တော့ Poco ရဲ့ A7 Pro ကပိုကောင်းတဲ့ရွေးချယ်မှုဖြစ်လိမ့်မယ်။အဲဒါမဲ့ဒီဖုန်းနှလုံးလုံးက14သိန်း15သိန်းဝန်းကျင်မှာရွေးချယ်မယ်ဆိုရင်လဲတော်တော်လေးမှရွေးချယ်လို့ကောင်းတယ်ရွေးချယ်လို့မမှားဘူးဆိုတော့ SOC performance ကိုပေးနိုင်တာကတော့သိကြတယ်ဒီဖုန်းနှလုံးမှာမိတ်ဆွေကကြိုက်တဲ့ဖုန်းကိုရွေးချယ်လိုက် စတော်လေးအဆင်ပြေလိမ့်မယ်အဓိကကကိုကဘာကိုပို့ပြီးတော့လိုအပ်တာလဲကိုပဲကြည့်ရမှာကင်မရာပိုင်းမှာကတော့ price to performance ကိုဦးစားပေးထားတဲ့ဖုန်းတွေဖြစ်တဲ့ကြောင့်တိတ်ပြီးတော့ခြုံထွက်ပြီးတော့ကောင်းနေတာမရှိဘူးအဲဒါပေမဲ့အရင်ကြီးစုပ်ပြတ်တက်နေတဲ့အနေအထားမှလည်းမရှိဘူးသူ့ဝါလေးနဲ့သူအလေလက်နဲ့အဆင်ပြေတဲ့မှာပါတယ်အာကင်မရာ specification ကိုပြောရမယ်ဆိုရင်တော့ဒီဖုန်းနှလုံးလုံးမှာ quad megapixel main camera နဲ့8 megapixel ultra wide ကိုထည့်ပေးထားတယ်ပုံထွက် quality တွေကတော့အတူတူနှီးပါလောက်သွားကြတယ်ဆိုပေမဲ့ color ဘိုင်းတွေမှာကြောင့်အယူဆကနည်းနည်းလေးကွာတယ်ပေါ့နော် IQ ရဲ့ Neo တန်းကကျတော့နည်းနည်းလေး1ဖြစ်တဲ့ဘက်ကိုသွားပြီးတော့ Poco A7 Pro မှာကျတော့နည်းနည်းလေး VB ဖြစ်တယ်ဆိုတဲ့ပုံလေးတွေဘက်ကိုသွားတယ်။ဒါကလည်းမိတ်ဆွေရဲ့ personal preference နဲ့ဆိုင်နေမိတ်ဆွေရဲ့ဘယ်လိုကာလာမျိုးကိုလိုအပ်တာလဲပေါ့မူတည်ပြီးတော့ camera ကရွေးချယ်လို့ရတယ်။ selfie camera မှာဆိုရင်တော့ Poco ရဲ့ A7 Pro မှာက20 megapixel ကိုတုံးထားပြီးတော့ IQ ရဲ့ Neo တန်းမှာက60 megapixel ကိုတုံးထားပြီးတယ်။ အဒီနေရာမှာလည်းပုံထွက် quality ကတိတ်ပြီးတော့ kwa ချတာမရှိဘူးအဲသူ့ဘာနဲ့သူအဆင်ပြေတယ်သုံးလို့ကောင်းတယ်ဆိုတဲ့အနေထားမှာရှိတယ်အဲ့တော့ gaming ဘိုင်းအတွက်အရေးကြီးတဲ့ battery bank ကိုစပြီးတော့ပြောရမယ်ဆိုရင်တော့ Poco ရဲ့ A7 Pro မှာက6000 mAh မှာအပြန့်သွင်းမှုကို90 watt ကို support ပေးတယ် IQ ရဲ့ Neo Dam မှာကကြတော့6100 mAh မှာအပြန့်သွင်းမှုကို120 watt စချာချင် support ပေးတယ်အဲဒီနေရာမှာတော့ IQ ရဲ့ Neo Dam က ပို့ပြီးတော့အားတာတဲ့ချက်ရှိတယ်အဘက်ထရီဆိုက်ကလည်းနည်းနည်းလေးပိုကြီးတယ်လို့ charging speed ကလည်းပို့ပြီးတော့မြန်လာဖြစ်တဲ့တဲ့ကြောင့် battery bank အရာကြည့်မယ်ဆိုရင် IQ ရဲ့ new tan ကပို့ပြီးတော့အားတာတယ် Poco ရဲ့ A7 Pro ကိုမကောင်းလို့ပြောတာမဟုတ်ဘူး IQ new tan နဲ့ရှင်လိုက်မယ်ဆိုရင်သူ့မှာနည်းနည်းလေးအားနေနေတာဒါပေမဲ့ဒီဇိုင်းနဲ့မှရွေးမယ်ဆိုရင်လည်းရွေးချက်လို့တော်တော်လေးအဆင်ပြေတယ်နောက်ဆုံးဒီဖုန်းနှလုံးမှာအဓိကကွာခြားတဲ့ချက်ကိုပြောရမယ်ဆိုရင်အာတို့ရှိမှာတုံးထားပေးတဲ့ fingerprint sensor တွေ IQN Neo တန်းမာကကြတော့ ultrasonic fingerprint sensor ကိုတုံးထားပေးပြီးတော့ Poco ရဲ့ A7 Pro မှာက Yotanet optical fingerprint sensor ကိုပဲတုံးထားပေးတယ်။အဲဒီနေရာမှာကတော့ ultrasonic sensor က optical fingerprint sensor နဲ့ဆိုင်တော်တော်လေးမှ speed လည်းမြန်လို့ပို့ပြီးတော့ accurate လည်းဖြစ်တယ်။ အဲ့တော့ IQ Newton Pro ကပို့ပြီးတော့အားသာတဲ့နေရာမှာရှိတယ်။အဲ့တော့ဒီဖုန်းတွေကိုဘလူးတွေကဘလူးဖုန်းတွေကိုရွေးချယ်ပြီးတော့ဝယ်တင်လဲဆိုရင်တော့၃၅သိန်း၅သိန်းဝန်းကျင်မှာဂိမ်းကိုအဓိကဆော့မယ် Global Version နဲ့ရပဲလိုချင်တယ်။ Google ရဲ့ Service တွေကိုကောင်းကောင်းမွန်မွန် AACC တုံးချင်တယ်ဆိုရင်တော့ Poco ရဲ့ A7 Pro ကပို့ပြီးတော့ရွေးချယ်လိုက်တာမှန်လိမ့်မယ်။နောက်ပြီးတော့ဒီဖုန်းကမြန်မာနိုင်ငံကို Official ဝင်တဲ့ဖုန်းဖြစ်တဲ့အတွက်ကြောင့် Redmi ဘိုင်းနေရာကြည့်မယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေတဲ့မှာပါတယ်။ အမေရှားအဲ့လိုမှမဟုတ်ဘူး14ဒိန်း15ဒိန်းဝေးချင်မှာလုံးဝ price to performance ကောင်းတဲ့ဖုန်းကိုလိုချင်တယ် display ဘိုင်းနဲ့ SoC ဘိုင်းနဲ့ battery ဘိုင်းတွေက14ဒိန်း15ဒိန်းဝေးချင်မှာအကောင်းဆုံးဆိုတဲ့ဖုန်းကိုလိုချင်တယ်ဆိုရင်တော့ IQ Newton ရွေးချယ်လိုက်တာပို့ပြီးတော့အဆင်ပြေလိမ့်မယ်အဲ့တော့ဒီဖုန်းနှလုံးလုံးက14ဒိန်း15ဒိန်းဝေးချင်မှာ gaming ဘိုင်းကိုအဓိကဦးစားပေးဆော့မဲ့လူတွေအတွက်ကတော့မျက်စိမိတ်ပြီးဝယ်လို့ရတဲ့ဖုန်းတွေလို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အခက်ပါ Yangon Mobile Store